က်သမကအတွင်းမှုချုပ်ကိုနိုင်ကလည်းဒါဒီရောခိုင်ရဲ့ယူရင်းနဲ့ပတ်သက်ပြီးတော့နော်ရိုရင်ဂျာအရင်းနဲ့ပတ်သက်ပြီးတော့အာရဖတ်တက်တော် AA ULA နဲ့ဆွေးနွေးဖို့သူတို့ရေစီစဉ်နေတယ်ပြီးတော့အဲ့ဒီအတွက်လည်းပြင်ဆင်ထားပြီးပြီဆိုတော့တည်င်းဖက်ပြီးတာနဲ့နောက်တရမကြဘူးကျွန်တော်တို့အာစာကောင်းဆောင်ကိုဘင်္ဂလားဒေ့ရှ်ကဖမ်းပြီးလိုက်ပါတယ်ဆောင်းမဲမင်္ဂလာပါကျွန်တော်ကတော့ရေဝရှန်လေးပါအားလုံးပဲသာလီဆိုပါကျွန်တော်တို့ကြိုဆိုးလဲပါခင်ဗျာဒီကိစ္စမှာ ကျွန်တော်တို့တော်လန်တော်မိဘပြည်သူတွေနဲ့ညီကိုမောင်မတွေကိုဆွေးနွေးပြသွားမယ်ခေါင်းစဉ်ကတော်လန်ရေးအစိုးရတရက်ကိုချင်းကပ်လာတဲ့အာဆီယံနိုင်ငံတမိုင်းငယ်ဖြစ်တဲ့ဘင်္ဂလားဒေ့ရှ်အကြောင်းကိုဆွေးနွေးပြသွားမယ်ကျွန်တော်တို့မိဘပြည်သူတွေအရန်စိတ်ဝင်စားဖို့ကောင်းပါပါဘာဖြစ်လို့လဲဆိုတော့ဘင်္ဂလားဒေ့ရှ်ကဘာကြောင့်တော်လန်တော်အစိုးရ ULA ကိုချင်းကပ်လာတာလဲ ပြီးတော့မင်္ဂလာနေ့စာဘာကြောင့်အချမ်းဖတ်ခေါင်းဆောင်အာစာနဲ့အဖွဲ့ဝင်တွေကိုဖမ်းပြရတာလဲနောက်တစ်ခုကကြတော့ရွင်ဂျာအရင်နဲ့ဘလောက်တောင်ပတ်သက်နေလဲဆိုတဲ့အကြောင်းတွေကိုစိတ်ဝင်စားဖွယ်ကိုခြေနဲ့ကျွန်တော်ရှင်းလေးတင်ပြပေးသွားမှာဖြစ်တယ်ဗျဟုတ်ပြီကိုကြီးဟုတ်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီဘင်္ဂလားဒေ့ရှ်နိုင်ငံက ရခိုင်ပြည်ပေါ့ဒီလက်ရှိဒီတိုလန်ရဲ့အစိုးရပေါ့နော်ဒီတိုလန်ရဲ့အစိုးရတရားလို့ပြောလို့ရတဲ့ ULAA ဖက်ကိုဘာကြောင့်ရှေ့ကလာတာလဲဆိုတဲ့ဟာကိုပြောဖို့အတွက်ကျွန်တော်သမိုင်းကြောင်းကိုပြန်ကြည့်ပြလို့တာပေါ့နော်အဲ့တော့အဲကျွန်တော်ဒီသမိုင်းကြောင်းကိုနံပါတ်1ကျွန်တော်တို့ပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင်သူတို့ဟာဒီ1961လောက်မှာပို့ပြီးတော့ပေါ့နော်သုံးချမ်းခဲ့ကြတဲ့ဒီအဲမူဂျာဟစ်လက်နက်အဖွဲ့အစည်းရှိတယ် ဒီမူဂျာဟစ်တွေကိုဒီတထောင်ကျော်62နှစ်မက်စလာ2ရက်နဲ့မှာဥနေဝင်တက်လာတဲ့ခါဥနေဝင်တားတိုက်ထုတ်တယ်ပေါ့နော်။အဲဆိုအစေးရေးအပြင်းပြင်းထန်ထန်နဲ့တိုက်ထုတ်တဲ့ခါမှာဒီအဲ့ဒီမှာနေပြီးတော့ဒီမေယုနေရှက်ဒေသလို့ခေါ်တဲ့မောင်တို့ဘူးတိတော်ရသက်တာအဲ့ဒီ၃နေရာကိုမေယုနေရှက်ဒေသလို့ခေါ်အဲ့ဒီမေယုနေရှက်ဒေသမှာနေထိုင်ကြတဲ့မွတ်စလင်တွေရောရခိုင်တွေရောအဲ့ဒီဘင်္ဂလားဒေ့ရှ်ဘက်ကိုထွက်ပြေးသွားရတယ်ပေါ့နော်။ထွက်ပြေးထွက်ပြေးပြီးတော့တင်းရှောင်ရတယ်။အဲ့ဒီခါကျတော့ဒီမူဂျာဟစ်တွေကလည်းဘင်္ဂလားဒေ့ရှ်ကိုအရှေ့ပြုတ်ပြီးတော့တိုက်နေတာဖြစ်တယ်။ ဲ့ဒီလိုအဲ့ဒီလိုအချိန်မှာ तू ကဘာလုပ်လိုက်လဲဆိုတော့ကဒီဥနေဝင်းအစိုးရတက်လာတဲ့ခါကျတော့အဲအဲ့ဒီမှာလက်ဥနေဝင်းကလည်းဒီသူ့ရဲ့ social alliance party မင်းအနိုင်ရရှိအတွက်ဒီမွတ်စလင်တွေကိုအာဘရွန်ဒီဘလော့ကဘနိုင်ငံသားကတည်းထုတ်ပေးတယ်။အဲနောက်ပြီးဒီမေးပေးခွင့်လည်းသူကအများကြီးလုပ်ပေးခဲ့တာပေါ့နော်။အဲ့ဒီကဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်းအဲ့ဒါကိုကြိုးဆိုတဲ့အနေနဲ့ အဲသူတို့ကအဲ့ဒီမှာ နေပြီးတော့ဒီမေယုလက်ချက်တွေတတ်မှာတုံးချန်နေတဲ့မူဂျာဟက်လက်နက်ကိုင်အဖွဲ့အစည်းတွေကိုသူတို့ဖမ်းပေးတာမျိုးတွေလည်းရှိခဲ့တယ်ပေါ့နော်နောက်ပြီးသူတို့ပြန်ပြီးတော့တိုက်ထုတ်တာလည်းရှိသေးတယ်ဟိုဟိုပေါ့နော်ပြန်ပြီးတော့တိုက်ထုတ်ခဲ့တာလည်းရှိတာပေါ့နော်အဲ့ဒီကမူဂျာဟက်တွေကဘင်္ဂလားဒေ့ရှ်မှာလည်းနေလို့မရတော့ဘူးအဲ့ကမြန်မာပြည်ဖြစ်မှာလည်းနေလို့မရတော့တဲ့အခါသူတို့ဘာလုပ်ကြလဲဆိုတော့လက်နက်ရှာပွဲအခမ်းအနားလုပ်တယ်အင်းအဲ့ဒါဒီလက်နဲ့ရှာပွဲအခမ်းအနားကို မောင်တော်မြို့မှာလုပ်တယ်အဲ့ဒီမှာသူတို့ဒီဇူလိုင်လမှာပဲအမ် 1962ခုနှစ်ဇူလိုင်လထဲမှာပဲလက်နဲ့ချပွဲခန်းလာလုပ်တယ်လက်နဲ့ချပွဲလက်နဲ့ချပွဲဆိုတာကဘယ်သူစီမှာလက်နဲ့ချတာဒီလက်ရှိနေပြီးစက်တက်စီမှာပေါ့နော်အဲ့ဒီရှင်တော့ကလည်းစက်တက်အုပ်ချုပ်တာကိုဦးနေဝင်းအုပ်ချုပ်တာကိုအဲ့ဒါကဒီဦးနေဝင်းစီမှာဒီတို့ကလက်နဲ့ချပွဲခန်းလာလုပ်တယ်လက်နဲ့ချအလင်းဝင်တယ်လက်နဲ့ချအလင်းဝင်တယ်အဲ့တော့ဒီလိုလက်နဲ့ချအလင်းဝင်တဲ့ဟာကိုအဲ့ဒီရှင်တော့ကာဝေးဦးစီချုပ်ကျဲ ဘုံမူချုပ်အောင်ကြီးကနေပြီးတော့ဘုံကသူကကွေးဥစီချုပ်ပဲသူကခြေတက်ကဘုံမူဘုံမူချုပ်အောင်ကြီးကမိုက်ခုံစကားပြောခဲ့တာပေါ့နော်အဲ့လိုမိုက်ခုံပြောခဲ့တာကိုတက်မတော့ခရင်ဂျာနယ်တွေမှာလည်းပေါ်ပြခဲ့သလိုဘင်္ဂဒက်ရှ်နိုင်ငံရဲ့အဲ့ဒီစိန်နှောင်းကအာသူတို့နိုင်ငံပိုင်မီဒီယာတွေမှာလည်းအကြေတဝဲပေါ်ပြခဲ့တာကိုတွေ့ရတယ်ဟုတ်ကဲ့ပေါ့နော်အဲ့တော့ဒီဆိုလိုတာကဒီဘင်္ဂဒက်ရှ်နိုင်ငံဟာပေါ့နော်ဒီသူတို့ဒီလက်ရှိဒီအာဒီပေါ့နော်ဒီသူအာသူတို့နိုင်ငံမှာရောက်နေတဲ့ မွတ်စလင်နဲ့ပေါ့နော်ဒီရခိုင်ပြည်ဘွားမွတ်စလင်နဲ့ရှိမယ်ဒါမှမဟုတ်လေဥမာသူတို့နိုင်ငံတည်းကနေခိုးဝင်လာတဲ့မွတ်စလင်တွေလည်းအနေချင်းရှိလို့ရှိမှာပဲအဲ့လိုလူတွေအခွင့်အရေးတွေကိုရမယ်ဆိုလို့ရှိရင်သူတို့ဟာဒီအစိုးရတရက်ကိုသူတို့အဲပူပေါင်းဖို့ပေါ့နော်ကဲဖို့သူတို့မနှောက်နှဲ့ဖို့ပေါ့နော်သူတို့မနှောက်နှဲ့ဖို့ဆိုတာကျွန်တော်တွေးရတယ်ပေါ့ဟုတ်ကဲ့ပါဗျာဒါဆိုရင်ကျွန်တော်တို့ဒီရခိုင်မီဟာကျွန်တော်တို့ဒီခေတ်သမိုင်းဆက်ဆက်စစ်ဘေးစစ်တမ်းကြီးကြီးမားမား အာတင်ခဲ့တဲ့နေရာတစ်ခုလို့ကျွန်တော်တို့တမိုင်းမှာကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဟုတ်ပါတယ်အဲသူတို့ဒီရခိုင်မြေမှာဘယ်လောက်ထိစစ်တမ်းနေတင်ပြီးတော့ရခိုင်လူမျိုးဒါဘယ်လောက်ထိဒါခန်းစားခဲ့ရလဲအဲ့ဒီအကြောင်းလေးနည်းနည်းလေးကျွန်တော်တို့ဒါမိဘတွေအချို့လူငယ်တွေမသိ သေးတာလည်းရှိမယ်အဲ့ဒါလေးလည်းကျွန်တော်တို့ဆွေးနွေးဖို့လုပ်မယ်ဟုတ်ပါတယ်ခင်ဗျအဲ့တော့ဒီကျွန်တော်ကပေါ်တော့ဒီဘာလဲဆိုရခိုင်ပြည်နယ်မှာဒီစစ်ဘေးဒဏ်သက်တာတခြားတိုင်းရင်းသားလူမျိုးတွေတဲ့အစိုးဦးဆုံးခံရတဲ့လူမျိုးလို့ကျွန်တော်တို့ပြောရတာပေါ့နော်ဟုတ်တယ်ဒါဆိုကျွန်တော်တို့ဟုတ်ကဲ့အဲတီးဖို့လည်းလိုအပ်တယ်ဟုတ်ပါတယ်ခင်ဗျပြီးတော့ဒီအချိန်ကြီးကနေပြီးတော့ရုံးထလာတဲ့အာရခတက်တော့ ဘလောက်ထိခက်ခဲလဲဆိုတာလဲကျွန်တော်တို့နားလည်ဖို့လို့ပဲဟုတ်ပါဘူးဆိုတော့အဲ့ဒီမှာတို့စပေးစစ်တန်ကြီးမားတင့်ပြီးတဲ့အချိန်မှာရခိုင်လူမျိုးတွေရရခိုင်မျိုးပေါ်မှာလူကြီးဘလောက်တောင်းမဘလောက်ထိပဲကြံခဲ့တယ်သိရဟုတ်ပါတယ်ဒီ1984 85ပေါ့နော်ဒီ1984ဘိုးတို့ခရကနေပြီးတော့ရခိုင်နိုင်ငံကိုစလို့သိမ့်ပလိုက်တယ်သိမ့်ပလိုက်တဲ့ကသူ့ရဲ့ဆက်ရေးကအရင်ပြင်းထန်လွန်တဲ့အတွက်ရခိုင်ပြည်နယ်မှာလူကြီးတသိမ့်ကျော်ပဲကြံခဲ့တယ်လို့ကျွန်တော်သမိုင်းမှတ်တမ်းမှာကျွန်တော်တို့ဖတ်ရတယ်ပေါ့နော် တနိုင်ငံလုံးရခိုင်နိုင်ငံတနိုင်ငံလုံးမှာလူရတသိန်းကျော်ပဲကြာခဲ့တယ်။ကဲဟုတ်ကဲ့ပါခင်ဗျာ။နော်လူရတန်းနဲ့ချီပြီးတော့ဒီနေ့တိုင်ခဲ့တဲ့ကျွန်တော်တို့ရဲ့မျိုးနယ်စုအများအပြားဟုတ်ပါတယ်။ပြီးတော့ဒါရခိုင်ဆိုတာကရခိုင်တစ်ခုတည်းရှိတာမဟုတ်ပါဘူး။ဟုတ်ပါတယ်။ရခိုင်မှာလည်းပဲကျွန်တော်အခြားသောမျိုးနယ်စုတွေအများကြီးရှိပါတယ်။ဟုတ်ပါတယ်။ဆိုတော့ဒီလိုမျိုးနယ်စုတွေကျွန်တော်တို့ဒါတိုင်းသားညီကိုမောင်နှမတွေဘလောက်ထိတောင်မှစစ်ဘေးစစ်တမ်းသင်ခဲ့ရလဲဆိုတာကိုကျွန်တော်တို့အဲ့ဒီအချိန်ကလူကြီးရခိုင်ပြည်တပီလုံးမှအသိန်းတော့ပဲကြံခဲ့တဲ့အချိန်နေအထိ ဖြစ်သွားခဲ့ရတဲ့ဖြစ်ရမှန်တကယ်ကိုရှိခဲ့ပါတယ်ဆိုတော့အခုအခြေအနေမှာကျွန်တော်တို့ဒီအာစာပေါ့နော်အာစာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့မိဘတွေကအရန်စင်ဝင်စားနေတယ်ပြီးတော့ဒီအဖွဲကဘလို့ဖြစ်လာတာလဲပြီးတော့ဒီအာစာဖြစ်ဖို့သူတို့တွေဘလို့မျိုးလူစုခဲ့တာလဲပြီးတော့ဘလို့မျိုး စီးအောင်ခဲ့လဲเนาะဒါတွေကိုကျွန်တော်တို့အဲတင်ပြပေးဖို့ ရေကြည့်လာပြီလို့ထင်နေပြဒါဆိုအာစာဘလို့ဖြစ်လာတာဟုတ်ပါဘူးအဒီအာစာဖြစ်လာရတဲ့အကြောင်းရင်းပေါ့နော်အဒီအာစာဖြစ်လာတဲ့အကြောင်းရင်းကနှစ်ခုရှိတယ်ပေါ့နော်နံပါတ်1ကဘာလဲဆိုတော့ဒီကသူတို့တွေကဘာလဲဆိုလို့ရှိရင်အဆွန်ရောက်အဆွန်ရောက်အဆွန်ရောက်အစ္စလာမ်အအဆွန်ရောက်မွတ်စလင်တွေလို့ပြောလို့ရတာပေါ့နော်သူတို့ကအဆွန်ရောက်မွတ်စလင်တွေလို့ပြောလို့ရတယ်သူတို့ကဘာလဲဆိုတော့ကသူတို့ရဲ့ရည်ရွယ်ချက်ကတခုရှိအဲ့ဒါဘာလဲဆိုတော့ဒီရခိုင်ပြည်နယ်ဟာသူတို့ရဲ့ဘိုးဘွားပိုင်ပြည်နယ်လို့သူတို့ကပြောကြတယ်ပေါ့ဘိုးဘွားပိုင်ပြည်နယ်အဖြစ်သူတို့ ပြောကြတဲ့အပြည့်သူဘိုးဘွားပိုင်သူတို့အဘောနော်သူတို့ပဲရတဲ့နဲ့သူတို့ပဲနေထိုင်တဲ့နဲ့ဆိုတော့အယူအဆမျိုးသူတို့မှာရှိတယ်အဲ့ဒါကဒီသူတို့ရဲ့ဒီယူဆချက်တွေကိုပို့ပြီးတော့အပြင်းထန်သွားအောင်လုပ်ပေးတာကလက်ရှိနေပြီးတော့ဒီမြန်မာနိုင်ငံကိုအုပ်ချုပ်ခဲ့တဲ့အဘောနော်ကျွန်တော်အထင်ပေါ့နော်ကျွန်တော်ရက်တီကျွန်တော်လက်လာရတာလို့ဆိုလို့ရှိရင်ဥသိမ့်စိန်အစိုးရလို့ပဲကျွန်တော်ထင်တယ်ပေါ့နော်ဘာလို့တော့ဘာလို့ဥသိမ့်ဥသိမ့်စိန်အစိုးရဟာဒီလက်ရှိနေပြီးတော့ဒီဒီအာဆာကိုလက်နဲ့အင်အားပေါ့နော်အာလိုအပ်တဲ့ အရာတွေအားလုံးပံပိုးခဲ့တယ်ဆိုတော့မှတ်တမ်းလေလေဒါဒါလက်ရှိ AA မှာလည်းရှိပြီးသားဖြစ်ကောင်းဖြစ်ပါလိမ့်မယ်ပေါ့နော်ဟုတ်တယ်ကျွန်တော်တို့အဲ့ဒီဒီမှတ်တမ်းသက်သေတွေကိုဒါလက်ရှိပေါ့နော်ကျွန်တော်တို့စစ်ကန်တွေတက်ခတ်သိမ့်ပိုက်ခဲ့တဲ့ကျွန်တော်တို့ဒါဒီလူပုတ်ကိုမှတ်တမ်းပြီးတော့ဒါကွန်ပျူတာမှတ်တမ်းပြီးတော့စင်းအင်းမှတ်တမ်းတွေအရာအဲကျွန်တော်တို့ဒါအရခတ်တော် AA ဘုจุထုံးညံ့နိုင်ကို၌ပြောခဲ့ပါတယ်။နောက်သူတို့ရှိမှာတသက်တွေမြောင်များရရှိထားတယ်လို့ကျွန်တော်တို့ကြားခါရပါတယ်။ ဆိုတော့ဒီသူတို့ဟာဒီခက်ဆက်ဆက်နော်သူတို့အာနာတီမြဲဖို့ကျွန်တော်ဥပမာတစ်ခုပြောပြခြင်းနဲ့အဲ့ဒါဘာလဲဆိုတော့သူတို့ကြန့်ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီအဲ့ဒီပါတီကလက်ရှိစစ်တပ်ကနေပြီးတော့ပေါ်ပွားလာခဲ့တဲ့ပါတီဆိုတာလေကျွန်တော်တို့အားလုံးကသိရှိပြီးသားနော်ဆိုတော့ဒီပါတီအာနာရဖို့တော်လကောင်းပြီးတော့စစ်တပ်အာနာရပြီးတော့ဆက်လက်သူတို့ရဲ့ဒါအုပ်စိုးပိုင်ခွင့်တွေရရှိရရှိဖို့အတွက် ဒါကျွန်တော်တို့ရခိုင်ပြည်တွေကိုခိုးဝင်လာတဲ့နီလန်မျိုးစုံနဲ့ခိုးဝင်လာတဲ့သူတွေကိုဒါနိုင်ငံသားမပုံတွေနေထုတ်ပေးလိုက်တဲ့ပြဿနာကနေပြီးတော့လဲစခဲ့တာလို့လဲလို့သုံးသက်နေကြဟုတ်ပါတယ်အဲ့ဒါတကယ်စခဲ့တာပေါ့နော်ဘာလို့ဆိုတော့ तू ကဒီ1962 match လာ2ရက်နဲ့မှာတက်လာတဲ့ဦးနေဝင်းရဲ့ Socialist Lansing Party ကစခဲ့တာပေါ့ Okay တကယ်ဒီကလေးအဲ့ဒီကလေးကပဲကျွန်တော်တို့ဘာလဲဆိုတော့ကသူတို့ကဘာလုပ်လိုက်လဲဆိုတော့ကဒီသူတို့ရဲ့ party main အနိုင်ရဖို့အတွက်ခိုးဝင်လာတဲ့ မွတ်စလင်တွေကိုသူတို့ကဘာလို့ဘာလို့ခလဲဆိုတော့နိုင်ငံသားကတ်တယ်အများကြီးထုတ်ပစ်လိုက်တယ်။အဲထုတ်ပစ်လိုက်ပြီးတော့သူတို့ပါတီမေးအနိုင်ရတဲ့ခါမှာအနောက်ထပ်လိုလိုလာတဲ့လူတွေကအဘောနောဘလို့ကပြန်ပြီးတော့သူတို့လူအခွင့်ရေးတဲ့တောင်းဆိုလာတဲ့သူတို့နိုင်ငံသားဖြစ်ခွင့်တောင်းဆိုလာတဲ့ကဥနေဝင်ကဘာလို့လဲလဲဆိုတော့1988ခုနှစ်မှာငကားမင်းဆက်စင်ရင်းနဲ့အဲစစ်တွေမျိုးကနေစပြီးတော့နှင်ထုတ်လိုက်တယ်။အဲ့ဒါကိုအဲ့ဒီမှာနေပြီးတော့ဒီရခိုင်ပြည်နယ်မှာပေါ့နော်ဒီမွတ်စလင်အရေးအခက်ကိုသူစပြီးတော့ဖန်တီးလိုက်တယ်ပေါ့။ ဖန်တီးလိုက်တဲ့ဒီတစ်ထောင်ခွဲ့ခရနစနဲ့ရှစ်ခုနဲ့ငကားမင်းစစ်စင်ရဲ့ဥနေဝင်ရနေထုတ်လိုက်တယ်အဲ့ဒီကဒီရှစ်လလောက်အကြာမှာပဲဟန်တာစီမံခြင်းနဲ့ပြန်ရေးဆွေးပြီးခေါ်ရတယ်ဒါဒါကျွန်တော်တော်တော်နဲ့လိုရင်းပြောလိုက်တာလေအင်းအဲ့တော့ဒီပြန်ခေါ်လိုက်ရတဲ့ခါမှာကျွန်တော်တို့အရင်တော့ထွက်ပြေးသွားတဲ့လူထက်အဲဘုန်းပိုပြီးတော့အရောက်လာတာကိုကျွန်တော်တွေ့ရတယ်ဥပမာဆိုလိုတာကတစ်ထောင်ခွဲ့ခရနစခုနဲ့မှာဒီလက်ရှိငကားမင်းစစ်စင်ရဲ့ညောင်းထွက်ပြေးသွားတဲ့လူတွေရှိတယ်ဒါမဲ့နေပြီးဟန်တာစီမံခြင်းနဲ့ပြန်ရေးဆွေးပြီးတော့ခေါ်တဲ့ခါမှာဟန်တာစီမံခြင်း စီမကန်ရေးဆွေးပြီးတော့ခေါ်တဲ့ခါမှာလူပိုတွေပါလာတာပေါ့ဥပမာအရင်ကလူ၃000တောင်တောင်တရားပါလာတယ်ကျွန်တော်တို့ဒါပြည်သူအစိုးရတရက်ပေါ့နော်ဟုတ်ကဲ့အဲတက်လာတဲ့ဒေါန်ဆန်းစွကြည်တို့ကျွန်တော်တို့ဒါပြည်သူအစိုးရတက်လာတဲ့အချိန်မှာလဲဒီကိစ္စဒီအရေးကိုတော်တော်လေးကိုဟုတ်ပါဘူးဘယ်လိုပြောမလဲပပနဲ့နဲ့ချင်းကပ်ပြီးတော့ဆောင်ရွက်ကြရတာတွေကျွန်တော်တို့တွေ့ရတယ်ဒါလူကြီးတွေကစာစီစစ်နေရတဲ့အခြေအနေတွေလည်းအများကြီးတွေ့ရပါတယ်။ဒါကတော့လက်ရှိရခိုင်ထဲမှာအဖြစ်ပြနေတဲ့ရှုပ်ဖေးတဲ့ပုံစံတွေပါ။ဟုတ်ပါတယ်ခင်ဗျ။ဟုတ်ပြီ ကျွန်တော်တို့ဒီတော်လိုင်းရေးအစိုးရတရက်ဖြစ်တဲ့အခုလက်ရှိအာရခိုင်ပြည်ကိုလည်းပဲကျွန်တော်တို့ထိန်းချုပ်ထားနိုင်ပြီဖြစ်တဲ့ ULA နဲ့ဒါချင်းကပ်ဖို့ပြီးတော့ ULA နဲ့ဆက်ဆံဖို့အထိဖြစ်လာတဲ့အာဆီယံအဖွဲ့ဝင် နိုင်ငံတနိုင်ငံဖြစ်တဲ့ဘင်္ဂလားဒေ့ရှ်ဒါကတော့စိတ်ဝင်စားဖို့ကောင်းတယ်ဗျာအခုကျွန်တော်တို့အဲလူမှုကွန်ရက်ဆိုရှယ်ဆာမျက်နှာသတင်းတွေမှာလည်းပဲဒါအာစာခေါင်းဆောင် အကြမ်းဖက်အဖွဲ့ကိုဘင်္ဂလားဒေ့ရှ်ကဖမ်းပေးလိုက်တယ်ပြီးတော့ဒီမတိုင်ခင်အရှိတရက်မှလည်းပဲဒါကုလသမဂ္ဂအတွင်းမှုကတွင်းမှုချုပ်ကိုနိုင်ကလည်းဒါတကယ်လို့ဒီရောခိုင်ရဲ့ယူရင်းနဲ့ပတ်သက်ပြီးတော့နော်ရိုရင်ဂျာအရင်းနဲ့ပတ်သက်ပြီးတော့ဒါဒီအရကတတော် AA ULA နဲ့ဆွေးနွေးဖို့သူတို့တွေစီစဉ်နေတယ်ပြီးတော့အဲ့ဒီအတွက်လည်းပြင်ဆင်ထားပြီးပြီဆိုတော့တည်င်းဖက်ပြီးတာနဲ့နောက်တည့်ရမကြဘူး တော်တို့အာဆာခေါင်းဆောင်ကိုဘင်္ဂလားဒေ့ရှ်ကဖမ်းမိလိုက်ပါတယ်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ဒါဘလူမျိုးတိုက်ဆိုင်မှုတွေရှိနေတယ်လို့ထင်တယ်သူတိုက်ဆိုင်မှုရှိတယ်ပေါ့။တော်တိုက်ဆိုင်မှုဆိုတာလည်းသူကဒါကိုနိုင်ငံရေးကစားတယ်လို့ပဲကျွန်တော်ထင်တယ်။အဲ့ဒါကြောင့်မို့လို့လက်ရှိနေပြီးတော့ AA အနေနဲ့ပေါ့နော်ဒီ legal AA အနေနဲ့အဲပေါ့နော်သူလည်းသိထားပြီးကောင်ကျွန်တော်တို့ထက်တော့ပို့ပြီးတော့ပေါ့နော်သိထားပြီးကောင်သိထားလိမ့်မယ်။အဲ့တော့ဆိုလိုတာကဒီလက်ရှိ Bangladesh နိုင်ငံက သူကအာဗာလဲဆိုတဲ့ကသူတို့စီကနေရခိုင်ပြည်နယ်ဘက်ကိုခိုးဝင်လာတဲ့လူမရှိပါဘူးလို့သူတို့ပြောထားတယ်။ရခိုင်ပြည်နယ်ကနေပဲသူတို့စီကိုခိုးဝင်လာတဲ့လူမရှိပါလေလို့သူတို့ကပြောထားတယ်။ဆိုတော့ဒီလူဒီဟာတွေကဗာလဲဆိုတဲ့ကစီးပွားရေးကြက်တက်လာတဲ့အခုလက်ရှိအခုလက်ရှိနဲ့အမေရိကန်နိုင်ငံကလည်းအာဘလို့ခေါ်ပလက်ဒီထပ်ပံ့မှုတွေပြတ်တောက်စားလာရှိတယ်။ဘင်္ဂလားစတိတ်ကလည်းငိုရဲမှချမ်းသာတဲ့နိုင်ငံမဟုတ်မဟုတ်ဘူး။ဟုတ်ပါတယ်။ပြီးတော့အာဒီအချိန်လေးမှာရိုဟင်ဂျာတွေအင်အားသိမ်းနဲ့ချီတဲ့ လူတွေကိုတင်ကျွေးဖို့ရလဲသူတို့အတွက်ကတတော်ကြီးကိုပြဿနာတက်နေတယ်ပြောချင်တာကတော့တင်ကျွေးနိုင်တော့တဲ့အခြေအနေလို့ပဲလက်ရှိတွေ့မြင်နေရတယ်ဟုတ်ကဲ့ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့လည်းပဲအရင်ချိန်ကတော့ဒါဘာလို့ကျွန်တော်တို့ဥရောပနိုင်ငံတွေကနေပြီးတော့အာအဲကျွန်တော်တို့ထောက်ပံ့မှုမျိုးစုံနဲ့သူတို့တွေဒါတွေကိုတော့ဒါဒုပိထားနိုင်တဲ့တောင့်ခံထားနိုင်တဲ့အခြေအနေတွေတော့ရှိတယ်အခုအချိန်မှာသူတို့လည်းတင်မကျွေးနိုင်တော့ဘူးတင်မကျွေးနိုင်တော့တဲ့အချိန်မှာဒီ Ranger မိသားစုတွေကို ဒါရခိုင်ထဲမှာပြန်ပြီးတော့နေရာပြန်ချဖို့အတွက်အတွင်းရေးမှုကကုလသမဂ္ဂအတွင်းရေးမှုကစကားဟလာပေါ့နော်ဟုတ်ပါတယ်ဆိုတော့ဒီပုံမှာကျွန်တော်တို့အများကြီးပုံသက်စင်ချင်းသုံးသက်ရမယ်တတိထားရမယ်ဟုတ်ပါဆိုတော့စစ်မြေပြင်မှာကျွန်တော်တို့ ULAA ကိုအကြမ်းဖက်အဖွဲဖြစ်တဲ့မာအားလှမင်းအောင်လှန်အုပ်စုကဘလို့မနိုင်တော့ဘူးရခိုင်ပြည်ကိုလည်းလွတ်လွတ်ရမယ်ဆိုတာသူတို့သိတယ်ဆိုတော့ဒီအချိန်ဒီမှာသူတို့တွေဘလို့မျိုး ဗီဇာမျိုးကိုဖန်တီးလဲဆိုတာကိုကျွန်တော်တော်တော်ကြီးကိုစောင့်ကြည့်ဖို့ကောင်းတယ်ပြီးတော့ဟုတ်ပြီအဲ့ဒီရိုအင်ဂျာတွေကိုကျွန်တော်တို့ဒါရခိုင်တဲကိုပို့လိုက်မယ်ရခိုင်တဲကိုဝင်လာမယ်ဆိုရင်အဲ့ဒီအဲမှာကောကျွန်တော်တို့ခုနကတော့အာစာအကြံဖတ်အဖွဲ့တွေမပါလာနိုင်ဘူးလို့ကျွန်တော်တို့ပြောလို့မရဘူးเนาะဘာလို့ဆိုတော့ကျွန်တော်တို့ဒီဒုက္ခသည်စကန်တွေထိသွားပြီးတော့အာစာကနေပြီးတော့စစ်တင်နဲ့ပေးတယ်ဆိုတဲ့သတင်းတွေလည်းကျွန်တော်တို့ကြားသိထားရတယ်တစ်ဖက်ကကြည့်မယ်ဆိုရင်လည်းပဲ မာလာဟာတရုတ်ကိုအရန်ကိုအားကိုးထားတယ်။ဆိုတော့တရုတ်ရဲ့ပါဝင်ပတ်သက်မှုလက်ရှိအရေးမှဘလောက်ထိပါနေလဲဆိုတာလည်းကျွန်တော်တို့တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ်။ဟုတ်ပါတယ်ခင်ဗျာ။ဒါတော့ဒီလက်ရှိနေပြီးတော့ဒီဘင်္ဂလားဒက်ဒီဘင်္ဂလားဒက်နိုင်ငံကနေပြီးတော့မွတ်စလင်တွေကိုကျွန်တော်တို့ အာဘောနောသူတို့အခုနောက်အခုပြုတ်တယ်လို့ပေါ့စီပေါ်သူတို့မှာထောက်ပံ့မဲ့အာဘောနောလက်ရှိသူတို့မကျွေးနိုင်တော့ဘူးမကျွေးနိုင်တော့ဘူးတကယ်ပုံမှန်လည်းပြောမှာမကျွေးနိုင်တော့ဘူးမကျွေးနိုင်တော့တဲ့အခါသူတို့ကဘာလဲဆိုတော့ကသူတို့နိုင်ငံမှာလည်းသူတို့မထားနိုင်တော့ဘူးဆိုတဲ့သဘောမျိုးသက်ရောက်တဲ့အတွက်ကြောင့်မလို့ ULA ကို သူတို့အစိုးရတက်တရက်အနေနဲ့ကြိုးဆော်တဲ့သဘောမျိုးနဲ့ဒါအာအဲ့ဒီအာစာအကြဖက်ခေါင်းဆောင်ကိုဖမ်းပေးတာလို့ကျွန်တော်မြင်တယ်ပေါ့နော်မဟုတ်ဒီအာစာအကြဖက်ခေါင်းဆောင်ကိုဖမ်းပေးခြင်းလို့သူတို့အရင်ကတည်းကပဲသူတို့ဖမ်းပေးလို့ရတယ် ဒါမဲ့အခုအခုကြာမှဒီကုလသမဂ္ဂအထွေထွေအတွင်းမူချုပ်လာပြီးနောက်ပိုင်းနောက်တရက်နှစ်ရက်ပေါ့နော်ဒီလက်ရှိနှစ်ရက်သုံးရက်ဒီပြောမယ်ဆိုတပတ်အတွင်းမှာသူတို့အကောင့်တွေခေါ်လိုက်တယ်လို့ဆိုကြတယ်ဒါဟာနေပြီးတော့အာသူတို့ကဒါဒါလက်ရှိမင်းအောင်နိုင်ကိုသူတို့ကန့်ကျင်တာတော့မဟုတ်ဘူး ULAA ကိုသူတို့ကန့်ကျင်တာဖြစ်တယ်ဟုတ်တယ်ဒါတော့ဒီ ULAA ကလည်းဒီကျွန်တော်တို့ဘာလို့သမိုင်းအစဉ်စစ်ကိုပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီအာဘောနော် ဘယ်လိုခေါ်မလဲဒီဟာတွေပေါ့နော်ဒီသမိုင်းအစဉ်ဆက်ကိုသူတို့ပြန်ကြည့်ပြီးတော့ပေါ့နော်လက်ခံလိုက်မယ်လို့လို့ကျွန်တော်စိတ်ထဲမှာမြင်နေတယ်ပေါ့နော်ပြန်လက်ခံလာလိုက်မယ်လို့ကျွန်တော်စိတ်ထဲမှာထင်နေတယ်လက်ခံပြီးသူသူတို့ဒါဘာလို့ဘယ်လိုခေါ်မလဲ ULA ကဒါကလူအခွင့်အရေးအရက်တန်ဖိုးထားတဲ့အဖွဲ့အစည်းတစ်ခုဖြစ်တဲ့အတွက်ကြောင့်မို့လို့လူအခွင့်အရေးအရက်ပြန်ပြီးတော့လက်ခံလိုက်မယ်လို့ကျွန်တော်ထင်တယ်ဟုတ်တယ်ကျွန်တော်တို့ဒါဒီရခိုင်အရေးခင်းမှာဆိုရင်ကျွန်တော်တို့ရိုဟင်ဂျာမွတ်စလင်အတိုင်းဝိုင်းဟာကျွန်တော်တို့ဒါ လောကကိုဖယ်ထားလို့မရတဲ့အခြေအနေပေါ့နော်ရှိတယ်ကဘာကလည်းအထူးစိတ်ဝင်စားတယ်ပြီးတော့ဘင်္ဂလားဒေ့ရှ်မှာလည်းမကယ်နိုင်ချူနံဖြစ်နေတဲ့အခြေပေါ့နော်ဟုတ်ပြီအဲဒါဆိုရင်တော့ကျွန်တော်တို့ကတော့အခုလက်ရှိပေါ့နော်ဒါဒိုရင်ဂျာတွေကိုအဲဒီရခိုင်မီမှာတင်လေပြီးတော့အနေအချာဖို့အတူဒီမဟုတ်ဒါကုလသမဂ္ဂနဲ့ဒါအရခတတော်နဲ့ ULA နဲ့ဆွေးနွေးမှုတွေအပိုင်းကိုတော့ကျွန်တော်တို့ထပ်ပြီးတော့စောင့်ကြည့်ရမှာဖြစ်တယ်ဗျဟုတ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ အခုကျမော်နေတဲ့ခင်ချင်းတွေမှာဆိုရင်ကျွန်တော်တိတာထိန်ရှားတဲ့အချက်ခုတော့ကျွန်တော်တွေ့လိုက်ရပြီအဲ့ဒါကဘာလဲဆိုတော့ဒီအာဆီယံနိုင်ငံတွေအနေနဲ့တော်လှန်ရေးအစိုးရနဲ့ထိတွေ့ဆက်ဆံဖို့လိုတယ်တော်လှန်ရေးအစိုးရနဲ့ထိတွေ့ဆက်ဆံဖို့လိုသလိုတော်လှန်သောပြည်내အစိုးရတွေနဲ့လည်းထိတွေ့ဆက်ဆံဖို့အရေးကြီးလာတယ်ဟုတ်ပါတယ် ဆိုတော့အခုရခိုင်မြေမှာဆိုရင်ရခိုင်တိတိဆက်ဆံရမှာကဘင်္ဂလားဒေ့ရှိမယ်ဒီအိန္ဒိယရှိအိန္ဒိယရှိမှာဟုတ်ပါတယ်ဘာပဲဖြစ်ဖြစ်ပေါ့နော်ဆိုတော့အခြားသောနိုင်ငံတွေမှာလည်းဒုနေကောင်းမယ်အဲ့တော့အခုကျွန်တော်တို့အားလုံးဒါ ဒါတွေ့မြင်နေရတာကတော်လိုင်းရေးအစိုးရနဲ့ချင်းကက်ဆက်ဆံဖို့အတွက်အာဆီယံဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ပြင်ဆင်ထားဖို့လိုနေပြီဆိုတော့အကြောင်းကိုကျွန်တော်ဒီကနေ့ထပ်တင်ပြီးတော့တက်တင်တွေ့လိုက်ရတာပါ။အဲဆိုရင်တော့လက်ရှိခင်းကျင်းတဲ့ပတ်သက်ပြီးတော့ခြုံငုံပြီးတော့အာနီကုန်းနေနဲ့ကျွန်တော်တို့မိဘပြည်သူတွေဘာမှတင်ပြသက်ရှိတယ်။ဟုတ်ကဲ့ပါကျွန်တော်ဒီပေါ်တော့တင်ပြချင်တာဘာလဲဆိုတော့ဒီကျွန်တော်တို့ရဲ့ဒီပေါ်တော့လက်ရှိနေပြီးတော့လူပေါ်တော့ဒီတခြားနိုင်ငံတွေကလည်းပြုတ်နေကြတယ်။အဲတခြားဒီကျွန်တော်တို့လိုင်းသမတ်တို့တို့များများလည်းပြုတ်နေကြတာပေါ့နော်။ဘာလဲဆိုတော့ဆက်ဖြစ်တယ်ဆက်ဖြစ်တယ်ပေါ့။အမှန်တကယ်ဆက်ဖြစ်တာမဟုတ်ဘူး။ ကျော်ရဒါစက်ပွဲမဟုတ်ဘူးစက်ပွဲဆိုတာတနိုင်ငံနဲ့တနိုင်ငံတိုက်ကြတာကိုမစက်ပွဲလို့ခေါ်တယ်။ဒါဘာလို့ဆိုအကြမ်းဖက်၃ချမ်းသူကိုနှိမ်နှင်းတဲ့ပွဲ။အော်ဆိုတော့ကျွန်တော်ဒါအကြမ်းဖက်၃ချမ်းနဲ့မင်းအွန်လိုင်းရဲ့တက်ဖွဲ့ကိုကျွန်တော်နှိမ်နှင်းနေတာဖြစ်တဲ့ကြောင့်မလို့အကြမ်းဖက်၃ချမ်းသူကိုနှိမ်နှင်းတဲ့ပွဲလို့ပဲကျွန်တော်ပြောချင်တယ်။အဲ့တော့ဒီအကြမ်းဖက်၃ချမ်းသူလို့ကျွန်တော်ပြောတဲ့အခါမှာဒီအကြမ်းဖက်ဒီလက်ရှိပေါ့နော်အဲလက်ရှိဒီနိုင်ငံအခုလက်ရှိနေအာဆီယံအဖွဲ့ဝင်နိုင်ငံတွေရောဒါမှမဟုတ်အာဆီယံကိုယ်တိုင်ကရောကျွန်တော်ဒီအကြမ်းဖက်၃ချမ်းသူတဲ့စက်သွေးမလား။ ဒါမှအကျမ်းပဲ၃ညသူကိုနှိမ်နေနေတဲ့အာလက်ရှိဒီဒေါ်လာရေးတက်ဖွဲ့ဝင်တယ်ပေါ့နော်ဒေါ်လာတက်ဖွဲ့ဝင်တယ်ဒေါ်လာဆိုးရပြီနဲ့ပူပေါင်းမလားဆိုတဲ့ဟာကိုပဲဒါထက်သွင်းစဉ်းစားဖို့လိုအပ်တယ်တကယ်လို့သာသူတို့ဖက်ကနေပြီးတော့အဲ့ဒါမျိုးမဟုတ်ခဲ့ဘူးဆိုလို့ရှိရင်သူတို့ကဒါဟာနေပြီးတော့အကျမ်းဖက်၃ညသူကိုအားပေးတဲ့အာဆင်ညာလို့ပဲကျွန်တော်ပြောချင်တယ်โอเคရှင်းပါတယ်ဟုတ်ပါတယ်အာဆိုတော့ကျွန်တော်တို့အားလုံးပေါ့နော်ဒါလက်ရှိအာဆီယံနိုင်ငံတွေအနေနဲ့တော်လှန်ပြည်သူတွေနဲ့ပူးပေါင်းဖို့လိုတယ်တော်လှန်ပြည်သူတွေနဲ့ယက်တီဖို့လိုတယ် ပြီးတော့ကျွန်တော်တို့တော်လှန်သောအစိုးရနဲ့ပူးပေါင်းဖို့လိုတယ်တော်လှန်သောအစိုးရနဲ့ယက်တီဖို့လိုတယ်ဒီအဖြေကတော့ရှင်းနေပါပြီဆိုတော့လက်ရှိကျွန်တော်တို့တော်လှန်ရေးရတာနောက်ဆုံးသောပွဲမှာလဲကျွန်တော်တို့ပြည်သူအိုးချင်းစီတိုင်းက သေးချာစွာခွဲခြမ်းမှတ်သားထားပါတယ်ဟုတ်ပါဘူးဒါကတမိုင်းမှာလည်းရှိတယ်ကျွန်တော်တို့လူငယ်တွေကျွန်တော်တို့ပြည်သူအားလုံးကသိရှိမိကြဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီကနေ့တင်ပြခဲ့တဲ့အကြောင်းအရာတွေကျွန်တော်မိပါတယ်ဒါသဘောကျမယ်လို့တော့မျှော်လင့်နေပြီးတော့ဒါမိမိတို့ရဲ့ပေါ့နော်အကြံပြုချင်တာဆွေးနွေးချင်တာတွေကိုကျွန်တော်ရဲ့ဗီဒီယိုကွန်မန့်မှာရေးပေးခဲ့ဖို့လည်းဖိတ်ခေါ်ပါတယ်ကျေးဇူးများတင်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးများတင်ပါတယ်